ီစဉ်ကိုအဓိကကူညီပံ့ပိုးပေးတာကတော့အမဲဆက်များကိုကင်းစင်စေပြီးပြည်စင်ဝင်ပပန်းနူရောင်အလှကိုပိုင်ဆိုင်စေမယ့် Pond's White Beauty မျက်နှာသစ်ဆက်ပြားမှဖြစ်ပါရဲ့ရှင်။ယုံကြည်မှုတစ်ခုအတွက်ကိုအမရဲ့ရည်ရည်ချက်ကိုရွေးချယ်တဲ့အခါမှာအမကျန်တာကိုတိတ်ပြီးတော့စဉ်းစားလေးမရှိဘူးလို့ကျွန်တော်ထင်မြင်ယူဆမိပါတယ်။ဘယ်ဟာမှားနေလဲဘယ်ဟာမှန်နေလဲဆိုတော့လည်းပြောပြပြောစရာလည်းမလိုတော့ပါဘူး။ဆိုတော့လူအများစုရဲ့စံတာအရဒါမှန်ကန်ပြီးတော့ဖြစ်တဲ့အနေအထားမျိုးမှာကျမတို့လို public figure တွေပါကိုပါရမယ်လို့ကျမထင်တယ်။ အရင်ဆုံးကြောင်းတွေစိုးမိုးမှုကဖမ်းဖြစ်တယ်ဆိုလို့ရှိရင်အရာရာစီကန်းတကြဖြစ်သွားမယ်အခုတော့သူ့ကြောင့်သူဖြစ်နေရတာတွေဆိုဘယ်သူမှ complain လုပ်ဟို blame လုပ်ဖို့မကောင်းဘူးပေါ့နော်ဆိုတော့တခိုးခွေကိစ္စကိုလည်းတခိုးတွေကိုကျမအပြစ်ပြောတာမဟုတ်ပါဘူးတခိုးလည်းကျမတို့နိုင်ငံသူနိုင်ငံသားအချင်းချင်းပါပဲဒါပေမဲ့သူ့မှာလည်းလုံရဖို့အကြောင်းကရှိလာလို့လုံရတယ်အနေထားတော့ဖြစ်တာပေါ့နော် series spine နဲ့ပတ်သက်ပြီးတော့ကြည့်မယ်ဆိုလို့ရှင်လည်းဒါကတော့အများနဲ့လည်းမေးနေကြမေးခွန်းတွေဖြစ်ပါတယ်မှာလက်ရှိချိန်မှာ gate log နဲ့ပတ်သက်ပြီးတော့ကြည့်မယ်ဆိုလို့ရှင်လည်းအန်ဒီရေစုံထဲမှာရောက်နေရဲဆိုပြီးတော့အသုံးသက်ကြပါတယ်မှာနောက်ပြီးတော့ gita log နဲ့ပတ်သက်တဲ့အခြေအနေလေးကိုလည်းသုံးသက်ပြပေးပါမှာဟုတ်အဲအခုခေတ်မှာတခြင်းသိပ်ကောင်းလို့ပေါက်တယ်ဆိုတဲ့သူကဟိုသူရောင်းရတဲ့အချက်ကြီးကတောင်းကနန်းပြေးဖို့တော်တော်ခဲရနေတာပေါ့နော်ကျမတို့တော့ ပေါက်တယ်ဥမာ diary ပေါ့ဆိုလို့ရှိရင်အချက်3သိန်းနီးပါးရောင်းရတာပေါ့ဒါတောင်မှအဲ့တုန်းကလည်းခိုးခွေတွေတော့ရှိတော့ရှိရလောက်တော့မများခိုးခွေတွေမရှိဘူးဆိုတော့ဒီထက်ပိုသွားမှာပေါ့နော်အချက်ကြီးอ่ะဆိုတော့အနေထားကလည်းအဲ့လိုမျိုးလဲကွာသွားတယ်နောက်တစ်ခုကတော့ဘာရှိလဲဆိုတော့ဒီဘက်မှာじゃ event တွေကအများများလာတယ်ဥပမာကိုက series ကိုအရှုံးခံပြီးထုတ်လိုက်မယ်ကိုတချင်းပေါက်သွားလို့ကိုအဆူတော်ဖြစ်ရက်တည်နိုင်ပြီဆိုရင်တခြားပွဲတွေမှာ live ဆိုခြင်းအပြင်ပြန်ရှာခွင့်ရတာပေါ့အဲ तू က series မှာတော့ तू ကဆုံးရှုံးရှုံးသွားတယ်ဒါပေမဲ့ तू အဆူတော်ဖြစ်သွားတယ်ပေါ့ အဲတခြားဘက်မှာအဲအဆိုတော့ဖြစ်တဲ့နာမည်နဲ့တခြားမှာတော့သူအလုပ်ပြန်လုပ်လို့ရတာပေါ့ဆိုတော့ဒါလဲဟိုကြားကံပြီးလုပ်နေရတဲ့သဘောတော့ရှိတာပေါ့နော်အားရစရာတော့တိတ်မကောင်းမှန်တော့တိတ်အောင်မြင်တဲ့တချင်းကိုဆိုတဲ့သူဟာအဲ series မှာဆိုလို့ရှိရင်လည်းငွေကြေးအများကြီးနဲ့သူဟိုရောင်းချောင်းအချက်ရည်များများနဲ့ရောင်းရတဲ့သူဖြစ်တဲ့နာပေါ့လေဟုတ်ကဲ့ပါ series spy နဲ့ပတ်သက်ပြီးတော့ကျွန်တော်ထပ်ပြီးတော့မေးမယ်ဆိုလို့ရှိရင်အတန်ဆိုလို့ရှိရင်လည်းဟိုသူများတဲ့မတူကွဲထွက်နေတဲ့ mobile hand ဆိုရက် ခံစားမှုတခုတွေ့ရပါတယ်တစ်ဖက်မှာဆိုလို့ရှိရင်အမခေဟောင်းတေးသန့်ရှင်ဒီမပလဲရဲ့တခြင်းတွေကိုပြန်ပြီးတော့ဒီဆိုတဲ့အခါမှာကိုပိုင်ဟန်ကိုပိုင်စတိုင်နဲ့ဒီဆိုခဲ့တယ်ဆိုတဲ့အရာမှာအနုပညာဖန်တီးမှုဒီအဝင်ခွင့်ကြဖြစ်မှုတွေမှာကိုစတိုင်ကိုဟန်နဲ့ဟိုလွှမ်းမိုးနိုင်အောင်လှုပ်ဆောင်နေတဲ့အနုပညာရှင်တူဖြစ်တွေ့မြင်ရပါတယ်အဲ့တော့အစိုးရတယောက်ဖြစ်ရက်တီမဲ့သူတွေအနေနဲ့ပေါ့နော်ဒီလိုဟာဘန်တစ်ခုကိုလှုပ်ဆောင်တဲ့အခါမှာအဓိကကြတဲ့အချက်တွေလည်းသိကြပါတယ်မဟုတ် တကယ်တမ်းကျတော့ကျမအဲဆိုတော့ကျမ stay series တွေထွက်တဲ့ကာလတွေမှာကဒီနေ့ခေတ် main ကလေးတွေဆိုကြသလိုဒီ modernize ဖြစ်တဲ့ expression တွေဒီဟိုပေါ့နော်အခုဆိုလက်လန်းမိရယ်ပေါ့နော်အရာရာလွယ်ကူတယ်ဟိုနိုင်ငံညာခွေတွေကိုမှီညမ်းမှုအတွက်ကစပေါ့နော်သူတို့ live ပြီးလဲလမ်းလုံနိုင်တယ်တကယ်လဲစူးစမ်းပြီးစုံနိုင်ကြတယ်ကျမထက်ကောင်းတဲ့ကလေးမလေးတွေလည်းအများကြီးပဲကျမထက်ကောင်းတယ်လို့ပြောတော့နည်းနည်းလွန်တယ်ကျမကောင်းတယ်လို့လည်းမဟုတ်ဘူးဒါပေမဲ့ကျမရဲ့အနေထားပါလဲဆိုကျမတို့ စီးပွားရေးထွက်တဲ့ခင်မှာကအဲ့လောက်ဟိုဟာ expression မများလဲပေးတဲ့ကလက်ခံတယ်ရိုးရိုးတန်းတန်းဆိုသွားတဲ့လက်ခံတဲ့ခင်ပေါ့နော်အဲဒီခင်မှာဒါအဲ့လိုဆိုရင်လည်းလက်ခံခြင်းမှာတော့ခံမှာပေါ့မပြောတတ်ဘူးဘာသာအရင် modern အခု update အရင်ဖြစ်သွားပြီကဘာနဲ့ကတောက်လျှောက် up to date ဖြစ်နေပြီဆိုတော့ခါကြတော့ကိုကရိုးရိုးကြီးဆိုနေတယ် expression မရှိဘူးဆိုလို့ရှိရင်အရင်ဟနေမှာပေါ့နော်ကျမတို့ရိုးရိုးကြီးဆိုခဲ့တဲ့ခစ်ကဒီ expression တွေကိုပြည်သက်က အရန်ရှင်ပါရခင်မဟုတ်သေးတဲ့အတွက်ကျွန်မကံကောင်းခဲ့တာဟုတ်ဂီတလောကတဲမှာပဲဖြစ်ဖြစ်ဒီအနုပညာလောကတဲမှာပဲဖြစ်ဖြစ်အမရဲ့ဒီလောဆရာလို့ပြောရမယ်ဒီရုပ်ရှင်လောကထဲမှာဆိုလို့ရှင်လဲဥကျော်ဟင်းပါတော့ဂီတဘက်မှာဆိုလို့ရှင်လဲကိုမျိုးကျော်မြိုင်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ပါအဲ့ဒီခေတ်ကာလအမအနေနဲ့ဆရာကောင်းသမားတွေနဲ့တွေ့ခဲ့တယ်လို့ပြောလို့ရပါတယ်ပြောလို့ရပါတယ်ဟုတ်ကဲ့အဲအနုတရုပ်ဆောင်ဘက်မှာဆိုလို့ရှင်လဲဥကျော်ဟင်းကတကယ်ကိုအောက်သက်ကြီးပြီးအရာရာကိုပညာပြေဝရတဲ့သူပါအ ဟိုမှာမီးထိုးမှန်ထိုးอ่ะဆိုဘယ်လိုထိုးရင်ဒီရုပ်ကိုဘယ်လို effect ဖြစ်မလဲဘယ်လိုဆိုပိုလှမလဲဘယ်လိုရုပ်ဆိုးအောင်ထိုးလဲရတယ်ရုပ်ချောင်းထိုးလဲရတယ်အဲ့ဒါအစတည်တဲ့လူပေါ့နော်ဒီလိုဆိုတော့ gaffer အလောက်ကစပြီး director အလောက်ထိတရုပ်ဆောင်အပါဝင်ပေါ့အရာရာ step by step အကုန်လုံးနားလဲကျွမ်းကျင်နေဆရာလူမျိုးနဲ့ဒီမှာ ਨੇ အလုပ်လုပ်ခွင့်နေအများကြီးရခဲ့တယ်ကိုယ်တိုင်လည်းတင်ကျင်တဲ့စိတ်ရှိတယ်ဟိုဦးကျော်ဟင်းကလေဦးကျော်ဟင်းကကျမမဟုတ်ဘူးဘာသူမဆိုလာထိုင်း ဒီမှာ monitor ကိုကြည့်ငါလှုပ်ရမယ်ဆိုသူကိုယ်တိုင်ကင်မရာရှေ့မှာတော့လှုပ်ပြီးတော့ဒီထက်မှာဘယ်လိုထွက်တာအပြင်မှာဘယ်လိုလှုပ်တာလဲဆိုရဟောက်ပါလမ်းလှုပ်ခွင့်ရခဲ့တယ်တည်တည်ချာချတင်ကျင်တဲ့ဆရာမျိုးအရေးချင်းပြေဝတဲ့ဆရာမျိုးတင်ကျင်စိတ်ရှိတဲ့ဆရာမျိုးနဲ့ကျမတို့ကလှုပ်လှုပ်ခွင့်ရခဲ့တာပေါ့အဲ့လိုပဲကျမဒီဂီတဘက်မှာဆိုလို့ရှိရင်လည်းမျိုးချုပ်မြိုင်တို့ကအဲဟောပေါ့ကျမတို့အဲ့ခက်ကဆိုလို့ရှိရင်ကျမတို့ကခက်ခက်ဟောပေါ့နေရလဲလာတာဖြစ်တယ်ခက်လဲပေါ့ update ဖြစ်ဖို့လည်းတော်တော်လေးနည်းနည်းအလန်းဝေးတဲ့အနေအထားမျိုးမှာသူတို့ကကျောင်းစင်ကာပူကနေ engineering နဲ့ကျောင်းပြီးပြီးတော့သူတို့အတွေ့အကြုံတွေများစွာအောင်ကျမကို share ပေးနိုင်ခွင့်ရှိခဲ့တယ်ဆိုတော့ကျမအများကြီးဆရာကောင်းနေနဲ့အဲတင်ကြားခွင့်ကံကောင်းခဲ့ပါတယ်ဟုတ်ကဲ့ပါပါအဲ့ဒီအပိုင်းနေမှာကျွန်တော်ထပ်ပြီးတော့မေးချင်ပါတယ်ဟိုဥကျော်ဟိန်းနဲ့အပိုင်းပေါ်မှာရယ်ဟိုအမခုနပြောလိုက်တဲ့အခါမှာရင်းနှီးမှာအရင်ကြည်နူးမိပါတယ်အဲတခါတလေမှာဥကျော်ဟာအနုပညာပါရမီဆွမ်းအားအရင်ကြီးလုံးတဲ့အခါကျတော့သူနဲ့ဘူးပေါင်းဖန်တီးရမယ့် အမှုပညာရှင်တွေအတွက်တော်တော်လေးအခက်ခဲဖြစ်ကြရတယ်ဆိုတဲ့အပိုင်းနေကျွန်တော်တို့ဒီပရိသတ် site ဘက်ကကြည့်မယ်ဆိုလို့ရှင်ပြန်ကြရတာပါဟုတ်ကဲ့ဘူးကျော်နဲ့ပူပေါင်းဖန်တီးတဲ့အမှုပညာရှင်တွေဟာသူ့ရဲ့အမှုပညာလွှမ်းမိုးမှုဒဏ်ကိုမခံနိုင်ဘဲနဲ့ပျောက်ဆုံးသွားတဲ့သူတွေအများများပါတယ်အခါတလေမှာပရိသတ်ကြရတယ်ဆိုတဲ့အပိုင်းတွေကရဲမမှုတွေရှိနိုင်ပါတယ်မဟုတ်ရှိနိုင်ရှိပါတယ်ကျွန်မထင်တာလေဟုတ်ဘာဖြစ်လို့လဲဆိုတော့အဲဒီလိုမျိုးထိတ်တိတ် အပြန်လန်နေတရုပ်ဆောင်ကြရပြီမျက်လုံးတွေရောမျက်နာတွေရောအကုန်လုံး expression နဲ့သွားရပြီဆိုရင်ကိုမနိုင်လို့ကိုပြုတ်သွားတာကိုကိစ္စပဲလေဥကျော်ကိုသွားပြီး blame လုပ်လို့တော့မရဘူးပေါ့နော်သူကလည်းသူကင်မရာရှေ့ရောက်ပြီဆိုရင်တော့သူ့မှုနဲ့သူအတက်နိုင်ဆုံးစူးစမ်းမှာပဲအဲ့လိုပဲကိုလက်ခွက်ကိုကိုတက်နိုင်တဲ့လောက်စူးစမ်းရမှာပဲပေါ့နော်အဲမတက်ရင်လည်းမေးလို့မင်းရင်သူကအချိန်မီးကူညီမဲ့သူမျိုးပါပဲအဲ့ဒါကိုကိုသူကတက်လိုက်တလို့လို့ကိုကပဲဟိုအဲ့လိုပြောတာမျိုးလားတော့ကျမတော့အဲ့ဒါတော့တိတ်လက်မခံဘူး ဟုတ်ကဲ့ပါဟုတ်။ညတခါမှလည်းကျွန်မအဲ့လိုဥကြောင်းဟင်းနဲ့ကျွန်မမကြုံခဲ့ဘူးပါအောင်။ကျွန်မကိုတင်ပြတယ်မကြိုက်မချင်းခိုင်းနေအဲ့လိုအဲ့လိုပေါ့နော်။အခုညီပဲရတယ်။ကျွန်မကိုအနောက်ဆက်ပေးတာမျိုးကျွန်မမကြုံရပါဘူး။ဟုတ်ကဲ့ပါမ။ဟိုကိုမျိုးကြုံမြိုင်နဲ့ဟိုကိစ္စနဲ့ပတ်သက်ပြီးတော့ဒီအမှုပညာဖန်တီးမှုတွေမှာဆိုလို့ရှိရင်အများကြီးလှုပ်ဆောင်ခဲ့တယ်။နောက်ပြီးတော့ပြည်သက်ကြားထဲမှာဝိမန္တန်ညံခဲ့တဲ့ audio tape CD ကိစ္စရယ်ဆိုလို့ရှိရင်လေ social media တွေအဲ့ခေတ်ကဆိုလို့ရှိရင်မပေါ်သေးဘူးပေါ့မှာအကယ်၍များဒီ Facebook လို social media တွေပေါ်ခဲ့မယ်ဆိုလို့ရှိရင်တော့မှကျွန်တော်တော်တော်ကန်ကောင်းနေသွားတယ်လည်းပါပါတယ်ဟုတ်ကဲ့ပါမကျွန်မခေတ်ကောင်းပြီလိုက်တယ်လို့လည်းကျွန်မအချိန်ချင်းပြောပါမှာဟုတ်ကဲ့ပါအဲ့လိုမျိုးပေါ့နော်လက်ရှိပေါ့နော်ဟိုအဲ့ဒီခေတ်ကာလာတော့ကဆိုလို့ရှိရင်ဒီပရိသတ်ရဲ့အာယုံစူးစိုက်မှုတွေနဲ့ဟိုရက်တီရတယ်ဆိုတဲ့အပိုင်းတွေဟာအမတို့နုပညာရှင်တွေအတွက် သူများနဲ့ရှင်အမပို့ပြီးတော့ခက်ခဲမယ်လို့တော့ကျွန်တော်ထင်ပါတယ်ခင်ဗျာကျွန်မထင်တာတော့ကျွန်မရဲ့ nature တကတခုတော့ရှိတယ်ကျွန်မမညာတတ်ဘူးရှင်ဟုတ်အဲစပြီးတော့အဲ့ခင်မာတော့ကအနုပညာသမားတွေကဥပမာရေးစားရှိရင်တောင်မှရေးစားရှိတယ်လို့မပြောရတဲ့ခစ်တွေမှာပေါ့နော်ကျွန်မအိမ်အောင်ရှိရဆိုအိမ်အောင်ရှိရနောက်ရေးစားဘယ်သူနဲ့ဖြစ်နေပြီဆိုဘယ်သူဖြစ် interview တွေမှာပါကျွန်မဖြေပါတယ်နောက်꿰ပြီဆိုလည်း꿰ပြီစသဖြင့်ပေါ့နော်ဆိုတော့ပြီးတဲ့နဲ့ကိုနဲ့ဟိုပေါ့အိမ်မိသားစုတစ်ခုထဲမှာနေတဲ့တသားတဲလိုမျိုးဖြစ်နေတော့ ျမပို့ပြီးတော့အာယုံစိုက်ခံရတာဒါလည်းပါမယ်လို့ထင်တယ်ဟုတ်ကဲ့ပါဆိုတော့အချို့တွေကကြတော့အဲ့လိုမျိုးပြောဖို့ဝင်လေးတာပေါ့နော်ကျမရဲ့နေချာကကြတော့အဲ့လိုမျိုးသိချင်လို့မေးရင်ဖြေဖို့ပါပဲတိတ်ပြီးတော့ကိုယ်စိတ်မစားလို့မေးတာကိုကိုယ်ဖြေလို့ရတာဖြေဖို့အစအစင်းသင့်ရှိပါတယ်အဲ့လိုတိုက်မျိုးဆိုတော့ပြည်သက်တည်းအဲ့ဒါကိုလည်းကျမ appreciate လုပ်တယ်လို့ကျမထင်ပါတယ်ဟုတ်ကဲ့ပါဟိုအဲ့လိုမျိုးခက်ခဲတဲ့ကာလတွေကြော်လွားတဲ့အခါမှာအမအနေနဲ့ဘယ်လိုစိတ်သက်ခွန်အားနဲ့ကြော်လွားရတယ်ဆိုတဲ့အပိုင်းနေသိချင်ပါတယ်မဟုတ် လက်ရှိဒီနေ့ခေတ်အနုပညာရှင်တော်တော်များများဆိုရှယ်မီဒီယာတွေကလည်းအရန်ပေါ်နေရဆိုတဲ့အခါကျတော့တခါတလေမှအဲ့ရဲ့ effect တန်တွေကိုခံစားရတဲ့အခါမှာခံနိုင်မရှိကြတာကိုတွေ့မြင်ရပါတယ်မဟုတ်အဲအခုအခုနောက်ပိုင်းကတော့အဲ့ဒီတော့ဟာအရင်ပြောလိုက်မယ်ပေါ့နော်အဲ့တော့ကကျွန်မအဲစိတ်အရန်ဆင်းရဲခဲ့ရတယ်အဲစိတ်ဆင်းရဲခဲ့ရတဲ့ရက်တွေရှိတာပေါ့နော်အဲ့ဒါတကယ်တမ်းကျတော့အချိန်နဲ့ပဲကြော်ဖြတ်သွားတာပေါ့ ကိုကိုကိုခန္ဓာရင်ရှိလာကြီးရဲ့စိတ်ခွန်အားထက်မြက်လာကြီးရဲ့မဟုတ်ဘူးဒါအချိန်ကကုစားသွားတာပဲဘယ်ရာမှမမြဲတဲ့သဘောကိုလည်းကျမတို့ကငယ်တည်းကလမ်းလို့ဖွင့်ရခဲ့တာပေါ့အဲအဲ့ဒါတော့ဒါတစ်ချိန်ကြာရင်တော့ပြီးသွားမယ်မမြဲဘူးဆိုတော့သိတယ်ဒါပေမဲ့လက်ရှိမှာအဲ့အခက်ခဲကနေမလွတ်မြောက်နိုင်တဲ့အချိန်မှာကျမလည်းအဲ့လိုဂျုံဂျုံကြအဲ့ရာပေါ်မှာဘုံဘုံကြခဲ့တဲ့ရက်တွေအများကြီးပါပဲတောင့်ခံနိုင်တာလို့တော့သိမဟုတ်ဘူးဒါပေမဲ့အချိန်ကြာလာတဲ့အချိန်ကြာတော့သူ့ဟာသူ့အရာရာဖြေးသာသွားတာပေါ့နော်ပြီးသွားတာ ။အိုဒီဥမာဒီဘက်ခစ်ဆိုလို့ရှင်လဲကျမအမေစုဘက်မှာပြက်ပြက်တတရက်တီလိုက်ခရေကကျမကိုသပုတ်လေးလွင့်နေရေးတာပြောတာဆိုတာအားလုံးဟာလေကျမဘာမှမဖြစ်ဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့သာရေးနေဟုတ်လည်းမဟုတ်ဘူးလေ။အဲ့လိုမျိုးဆိုကျမစိတ်လည်းမဝင်စားဘူး။စိတ်လည်းမစိုးဘူး။ဟိုသူတို့လည်းကျမမသိဘူး။ဖတ်လည်းမဖတ်ဖြစ်ဘူး။မတော်စမျက်စိရှေ့ရောက်လာလို့လည်းစိတ်နှောက်ရှက်မဖြစ်ဘူးပေါ့။ကျမယုံကြည်တာလောက်ခွင့်ရတယ်အမေစုကိုကြည်ညိုတဲ့အတွက်အမေစုကိုကူညီခွင့်ရတာကျမကျေနပ်တယ်အဲ့ဒီစိတ်နဲ့အရာရာကြော်ဖြတ်နိုင်ပါဟုတ်ကဲ့ပါမအဲ့လိုကြော်ဖြတ်ခဲ့လေဆိုတဲ့အပိုင်းနေ ခံစားရတဲ့အခါကျတော့ဒီနေ့ခေတ်အနုပညာရှင်တွေအနေနဲ့လည်းဟိုမက်ခန်စီကဒီဆွမ်းအားလေးတွေကိုရှာပြီးတော့ရက်တည်နိုင်ပါစေလို့အဲရှင်ထဲမှာမျှော်လင့်ပေးပါတယ်။ဒီနေ့ခေတ်ကလေးတွေကကျွန်မထတာဟိုမှာတို့ကအများကြီးနီလန်းနေရှိပါတယ်။တို့ကအရင်ကြွားနေကြပါသေးတယ်။ဟုတ်ကဲ့ပါ။